မိုင်းမင်္ဂလာပါရှင့်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ပေါ့နော်ဘာကြောင့်လဲဘာလို့လဲဆိုပြီးတော့ကျွန်တော်တို့မဲကျင်တဲ့အခါမှာကျွန်တော်ရိုးရိုးရှင်းရှင်းဝိုင်းကိုပဲကျွန်တော်တို့အသုံးပြုနေတုံးလားโอเคအဲ့လိုဆိုလို့ရှင်တော့ကျွန်တော်အခုပြတဲ့ပုံစံ၅မျိုးကိုသုံးပြီးတော့မေးနိုင်ပါတယ်ရှင့်โอเคစလိုက်ရအောင်နံပါတ်1ကျွန်တော်တို့ပေါ့နော် how come နော်ကျွန်တော်ဝိုင်းအစားကျွန်တော်တို့ how come ကိုသုံးပြီးတော့မေးလို့ရပါတယ်ရှင့်ဥပမာအနေနဲ့ဆိုလို့ရှင် how come you didn't go to the party အဲ့ဒီဘယ်ဟာမင်းဘာလို့ party ပွဲကိုမလာခဲ့တာလဲ โอเคဒီနားလေးမှာမှတ်ဆရာရှိပါတယ်เนาะဘယ်လိုလဲဆိုတော့ကျွန်တော်နားမှာ how can did and you go လို့မေးလို့မရပါဘူးရှင်သူဒီကျွန်တော်တို့ fix expression statement အနေနဲ့ how can ကိုသုံးတာဖြစ်တဲ့အတွက်အဲ့ကြကျွန်တော်တို့ဘယ်လိုဖြစ်သွားလဲဆိုတော့ how can you didn't go to the party ဒါမှမဟုတ်ရှင် how can you don't eat meat โอเคအားလေးမှတ်ထားမယ်เนาะ ဟုတ်ပြီကျွန်တော်သူ့ကိုဘယ်နေရာမှာအသုံးများလဲဆိုလို့ရှင်ကြကျွန်တော်ကသူ့ကိုကျွန်တော်ကဒီပုံမှန်ပေါ့နော်တမယိုးကြနေ့ကျင်စကားသုံးတဲ့အခါမြောင်းနေ့ကျင်စကားတွေပြောတဲ့အခါမှာပေါ့နော်သုံးပါတယ်ကျွန်တော်ဒီ conversation တွေပြောတဲ့အခါမှာ informally အရာပေါ့ပုံမှန်နေ့ကျင်သုံးစကားတွေပြောတဲ့အခါမှာပေါ့နော်မကြခဏသုံးလေးရှိပါတယ်ရှင်ဟုတ်ကဲ့နောက်ကျွန်တော်တို့နံပါတ်2ကကြတော့ဗာလဲဆိုတော့ where is the reason for okay တို့ကြကျွန်တော်ဘယ်နေရာမှာအသုံးများလဲဆိုတော့သူကကြပေါ့နော်ကျွန်တော်တို့ professional ကြကြပေါ့နော်ကျွန်တော်တို့ပြောတဲ့နေရာမှာ professional ကြကြရေးတဲ့နေရာမှာ သုံးများပါတယ်သူက polite way ရင်ကျေးတဲ့နည်းလေးဖြစ်ပါတယ်ကျွန်တော် formally နည်းလေးဖြစ်ပါတယ်ရှင်ဒီမှာဆိုရုံသုံးရင်ကျေးတဲ့ပုံစံလေးပေါ့နော် professional ကြားစရာရေးချင်ပြောချင်တဲ့အခါမှာ where is the reason for သုံးပြပါတယ်ရှင် okay ဥမာအဖြစ်ဆိုလို့ရှင် where is the reason for your decision အတိတ်ပဲကတော့ why did you decide that မင်းဘာလို့အဲ့ဒါကိုဆုံးဖြတ်ချက်ချခဲ့တာလဲဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ရှင်ဒါကြကျွန်တော်တို့ဒါတမယ်ရိုးကြပါတော့เนาะကျွန်တော်ဖိုလိုက်ရင်းကြီးကြီးမေးတဲ့နည်းလေးဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ကျွန်တော်နောက်နံပါတ်3 what made you okay what made you อ่ะကျွန်တော်ဘောเนาะဘယ်လိုပုံစံမေးလဲဆိုလို့ရှိရင် तू อ่ะကျတော့ motivation စိတ်အားထက်သန်မှုတွေဘောเนาะ motivation ပုံစံဆန်တဲ့ cause အကြောင်းရင်းတွေဘောเนาะမေးတဲ့ပုံစံဆန်တဲ့ तू อ่ะကျွန်တော်ဘောเนาะကျွန်တော် personal feeling ကိုရေးကိုရာခံစားချက်တွေ personal reason ကိုရေးကိုရာအကြောင်းပဲချက်တွေမေးချင်တဲ့အခါမှာဒီ what made you အဓိပ္ပာယ်တော့ဘာကမင်းကို ဖြစ်စေရလဲဘာကြောင့်မင်းဒါကိုဖြစ်တာလဲပေါ့အဓိပ္ပာယ်ကเนาะဥပမာအနေနဲ့ဆိုလို့ရှိရင် what made you choose this job အဓိပ္ပာယ်ကတော့ why did you choose this job เนาะကျွန်တော်အဓိပ္ပာယ်လေးကဘာလို့ဖြစ်မလဲဆိုရင်မင်းဘာလို့ဒီအလုပ်ကိုရွေးချယ်ခဲ့တာလဲတဲ့ဆိုတော့ဘယ်အရာကမင်းကိုဒီအလုပ်ကိုရွေးချယ်ဖို့ဖြစ်စေခဲ့တာလဲပေါ့ဘာလို့လဲနဲ့အဓိပ္ပာယ်တူတယ်လေနော်အဲ့လိုမျိုးနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ what made you ကိုသုံးပါလေရှင့်နောက်ကျွန်တော်တို့နံပါတ်၄သူ့ကြာနံပါတ်၄ကကျတော့ကျွန်တော်တို့ဘယ်လိုမေးမလဲဆိုလို့ရှိရင်ကျတော့ for what reason okay ။ तू ကရှိတော့ကျွန်တော်ဘယ်နေရာမှာအသုံးပြုလဲဆိုတော့ तू ကပို့ပြီးတော့ formal ကြတဲ့ academic ပုံစံနဲ့။နော်ကျွန်တော်ပို့ပြီးတော့ရုံးသုံးစကားပို့ပြီးတော့စမ်းတယ်။တို့ကျွန်တော် essay တွေရေးတဲ့အခါမှာအသုံးလို့ကောင်းတယ်။ပြီးတော့ပေါ်တော့ဘယ်လိုနေရာမှာပို့ပြီးမေးလဲဆိုလို့ရှိရင်ကျတော့ serious questions လို့ခေါ်တာပေါ့ကျွန်တော်တို့ဒီအလေးနဲ့ဖြစ်စေတဲ့အကြောင်းတရားတွေကိုမေးတဲ့အခါမှာဒီ for what reason ကိုသုံးပြီးတော့မေးပါတယ်တဲ့။ဥပမာနဲ့ဆိုလို့ရှိရင် for what reason was the meeting cancelled meeting ကိုဘာလို့ cancel လိုက်တာလဲပေါ့ ပြမဆိုရင်ဘယ်အရာက meeting ကို cancel ဖြစ်စေတာလဲပေါ့နော်ဒါနည်းနည်း serious ဖြစ်တဲ့အလေးနဲ့ဖြစ်စေတဲ့အကြောင်းတရားမေးတဲ့ပုံစံဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးခါမှာဆိုလို့ရှိရင်ဘာကြောင့်လဲလို့မေးချင်တယ်ဆိုရင် for what reason ကိုသုံးပါတယ်ရှင့်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့နောက်ဆုံးနံပါတ်5ပေါ့နော် तू ကကျတော့ဗာလဲဆိုတော့ why is it that okay သူ့ကိုကျွန်တော်တို့ဘယ်နေရာမှာသုံးလဲဆိုတော့ तू ကကျတော့ emphasize အတိတ်ပဲထင်ရှားပေါ်လွင်ပြီးသားကြီးကိုမေးတဲ့ခါမှာ now surprise and all လို့ဘာလို့လဲပေါ့နော် and all လို့ ။ဘာဖြစ်လို့ဖြေမှန်းကိုမသိဘူးပေါ့နော်။ဘာကြောင့်လဲလို့မေးတဲ့အခါမှာဘာဖြစ်လို့ဖြေမှန်းမသိတဲ့အရာတွေပေါ့နော်။အကြောင်းအရာတွေကိုမေးတဲ့အခါမှာကျွန်တော်ကဒီ why is it that ကိုသုံးပြီးတော့မေးပါတယ်တဲ့။ဥပမာနဲ့ဆိုလို့ရှိရင် why is it that he always comes late ။ तू ကဘာလို့အမြဲတမ်းနောက်ကျပြီးရောက်တာလဲလာတာလဲတဲ့။အတွေးကိုနေချဲ့စင်နေတဲ့မိကုန်နေဘူးပေါ့နော်ဘာလို့လဲလို့မေးချင်တဲ့အခါမှာ why is it that ကိုသုံးပါတယ်ရှင့် okay အဲ့တော့ကျွန်တော်တို့အားလုံးပဲ why ကိုပေါ့နော်ဘာကြောင့်လဲဘာလို့လဲကိုကျွန်တော်တို့ အမြဲတမ်းကျွန်တော်တို့ဝိုင်းချီပဲမသုံးမဲနဲ့တခုတို့ဒီလိုပုံစံ၅မျိုးနဲ့သုံးလို့ရတယ်ဆိုတာရှင်းသွားပြီထင်ပါတယ်ရှင့်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင့်